ဖိုးနဲ့အဖွားကိုရှာကြွေးနေရလို့စာကြောင်မရေးတက်မဖတ်တတ်တဲ့မီးပွိုင်းကသမီးလေးလာပြေပရိသတ်များရှင်သမီးလေးလာပြေကမီးပွိုင်းနေမှာတ िश्यू ထုတ်လိုက်ရောင်းပြီးတော့ရုံးကင်နေရတဲ့သူဖြစ်ပါရင်အသက်10နှစ်ဝန်းကျင်အရွယ်သာရှိသေးပေမဲ့ဘဝမလာလို့အခုလိုလုံစားနေရတာဖြစ်ပါရင် ဒါပြင်သမီးလေးကတီရှူလိုက်ရောင်းရင်းနဲ့ကားတစ်စီးနဲ့ခင်နေခဲ့တာဖြစ်ပါတယ်။ကျောင်းကနေပြန်လာတဲ့ဒါလေးပါလာတဲ့ကားကသမီးလေးကိုမုံတွေကျွေးပြီးတော့ရေရေတိုက်နေကြဖြစ်ပါတယ်။အဲ့ဒီကားကတရက်မှာသမီးလေးအတွက်မုံလေးနှစ်ထုပ်ပေးခဲ့ပါတယ်။ဒါဖြစ်သူကျောင်းကနေပြီးတော့ပြန်ပါလာတဲ့မုံနှစ်ထုပ်ကိုကျွေးခဲ့တာဖြစ်ပါတယ်။ကျောင်းသမီးလေးလာပြေးကနှစ်ထုပ်လုံးမယူဘဲနဲ့တစ်ထုပ်ပဲယူတဲ့အတွက် ဆိုရှယ်မီဒီယာပေါ်မှာလူပြောများနေရဖြစ်ပါတယ်။သမီးလေးလာပြေးရာအခွင့်အရေးကိုပုံမယူတဲ့အတွက်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။အဲဒီဂါရီယာမိသားစုကဆိုရှယ်မီဒီယာပေါ်တင်လိုက်လို့ လူတိပို့ပြီးတော့များသွားတာလည်းဖြစ်ပါရင်အတန်ငယ်သေးပေမဲ့အတိကျွဲတဲ့သမီးလေးလားပြေးကိုချစ်တဲ့သူတွေကလည်းများလာခဲ့ပါရင်အခုဆိုရင် သမီးလေးရမီးပွိုင်းမှာဈေးရောင်းရင်ပုံမှန်ချက်ကိုပို့ပြီးတော့ရောင်းနေရပါပြီသမီးလေးရအသက်ကြီးနေပြီဖြစ်တဲ့အဖိုးနဲ့အဖွားကိုရှာကြွေးဖို့အတွက်ကိုမီးပွိုင်းမှာတ िश ူတွေလိုက်ရောင်းနေရလို့သိရပါရင်တ िश ူတုပ်တွေလိုက်ရောင်းရတာမလွယ်ကူပေမဲ့လည်းဒီအလုပ်ကိုဟိုးရင်ကနေရလုပ်နေခဲ့တာဖြစ်ပါရင်လက်ရှိမှာအဖွားကအကျွေးတွေပက်လေဝိုင်းနေတာမို့သမီးလေးရ ပဲအကျွေးဆက်ဖို့ရုန်းကန်ပေးနေရတာဖြစ်ပါတယ်။အဘွားကသူများကိုအမခံပေးရကနေအကျွေးတွေကိုပြန်ပြီးတော့ဆက်နေရတာဖြစ်ပါတယ်။အကျွေးရှင်နေအယုံနေတိုင်းလာတောင်းနေရမို့သမီးလေးလာပြီးကတနိုင်တလောက်ပေးဆက်နေရဖြစ်ပါတယ်။တကယ်တော့တမီးလေးကအကျွေးဆက်ဖို့လို့မှဈေးရောက်တာမဟုတ်ပဲနဲ့မိဘတွေရှိစဉ်တော့ကလည်းလှူစားနေကြရတာဖြစ်ပါရင် ိဘရီယာလည်းသမီးလေးကို ကောင်းကောင်းမထားနိုင်သလိုကျောင်းတော်မှမထားပေးနိုင်ပါဘူးသမီးလေးကကိုဝမ်အတွက်ကို့ဘာသာကိုစူးစမ်းပြီးတော့ရှာဖွေခဲ့ရတာဖြစ်ပါတယ်မိဘရီမရှိတော့တဲ့အချိန်မှာ သမီးလေးကအဖိုးအဖွားနဲ့တာနေခဲ့ရတာဖြစ်ပါတယ်အဖိုးနဲ့အဖွားနဲ့နေတဲ့အချိန်မှာလည်း သူเจ้าမို့ဝင်မဖြစ်စေပါဘူးအတန်ငယ်ငယ်ကလေးကเจ้าမတက်ခရရတဲ့သမီးလေးလာပြီးရအခုချိန်မှာเจ้าနေခြင်းမရင်ဒါပေမဲ့သမီးလေးမှာเจ้าနေဖို့အခွင့်အရေးလည်းမရှိပါဘူးသမီးလေးကเจ้าတစ်ခါမှမနေဘူးတာမို့စာအရေးဖက်လဲတိတ်ပြီးတော့မကြွမ်းပါဘူးเจ้าတက်ချင်ပေမဲ့လည်းเจ้าပြေဖို့ဆိုတာမဖြစ်နိုင်လို့အောင်းငယ်ရတဲ့အချိန်လေးရှိပါတယ်သမီးကเจ้าတက်လိုက်ရင် အဖွားတို့ဒုက္ခရောက်မှလေကြောင်းလည်းမတက်နိုင်ပါဘူးဆိုပြီးတော့သမီးလေးလာပြီးကဖွင့်ရလာခဲ့တာဖြစ်ပါတယ်မိဘကလည်းမရှိရဲ့အပြင်ကျောင်းကလည်းမနေရတာမို့ပဝင်းချင်းကနေပြီးတော့နှိမ်နာတွေခံရတာလည်းရှိပါတယ်ရွှေတူကလေးတွေကတော့နှိမ်ကြပြီးတော့လူကြီးတွေကတော့သမီးလေးကိုချီးကျူးကြပါတယ်သမီးလေးကအဖိုးနဲ့အဖွားအတွက်နေဆိုရင် အပြစ်မှာတ िश ူလိုက်ရောင်းရပါတယ်တ िश ူရောင်းဖို့အတွက်ကလည်းလမ်းလျှောက်ပြီးတော့ ကားလေးတစ်လျှောက်လိုက်ရောင်းရတာဖြစ်ပါတယ်။မိုးရွာတဲ့နေ့ဆိုရင်လည်းမိုးကဆောင်းပြီးတော့မိုးရီထဲမှာလိုက်ရောင်းရတာဖြစ်ပါတယ်။ရောင်းပြီးလို့အိမ်ပြန်ရောက်လာပြန်ပြီဆိုရင်လည်း မင်းလေးကမနာအပြန်မအောင်အိမ်မှာသမင်းစားဖို့ပြင်ဆင်ရသလိုကိုရိုင်းစားထားတဲ့သမင်းဖိကန်တွေကိုလည်းစေချောတန်းစင်ရပါတယ်။ဒါအပြင်အဖိုးနဲ့အဖွားကအသက်ကြီးတဲ့သူတွေဖြစ်ကြမှု ကျမ်းမာရေးလည်းမကောင်းကြပါဘူး။ညာဆိုရင်လည်းအဖိုးနဲ့အဖွားကညောင်းပြီးတော့ကြိုက်ခဲလို့ညီးကြပါတယ်။ဒီလိုချိန်ဆိုလည်းသမီးလေးလာပြေးရပဲပြုစုပေးရတာဖြစ်ပါတယ်။နေပဲဆိုဈေးရောက်ရပြီးတော့ ညာဘက်ဆိုရင်တော့အဖိုးနဲ့အဖွားကိုပြုစုရတာကြောင့်တော်တော်လေးကိုပင်ပန်းပါတယ်။ဒါအပြင်အရင်လုံးလဲလောဝသေးတာမို့သမီးလေးလာပြီးအရွယ်နဲ့မလိုက်တဲ့တာဝန်ကိုထမ်းထားတာဖြစ်ပါတယ်။အဖိုးနဲ့အဖွားကိုရှာကျွေးနေရတာမနိုင်ဝင်ထမ်းနေရတဲ့သမီးလေးလာပြီးအတွက် အားပေးစကားလေးကောင်းမွန်လေးနဲ့မှပြပြပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။